ခုတရားနားနေတာဟာလည်းပဲတရားကျင့်နေတာပဲเนาะ။ဘာဖြစ်လို့တရားကျင့်နေတယ်လို့ပြောနိုင်ရတော့နားနေတဲ့အချိန်မှာမကန်တဲ့လမ်းကြောင်းတွေကိုရှင်းပြနေတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းအတိုင်းအေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လို့ဒီလိုသဘောကျနေတဲ့အချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာမနာလည်းမဖြစ်ဘူးဟောကိလေသာတွေအဲ့ဒီအချိန်မှာငြိမ့်နေတယ် ကိလေသာတွေစိတ်ငြိမ်သွားတဲ့အခါကျတော့အတိဉာဏ်တွေကလည်းတက်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 လာတယ်။သဘောပေါက်သွား။ဉာဏ်ကနေသဘောပေါက်သွား။ဟောတပတ်တဖို့ရသွားကြတယ်ဆိုတာရှင်းတော့တရားနိုင်ရင်လည်းပဲရသွားနိုင်တယ်။ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့။လူတွေရဲ့တဏ္ဍာမှာရှိတဲ့အကြီးချင်းအလိုက်ဒါကတော့ဖြစ်တာပေါ့။